နှစ်ဖက်မိဘဆောင်လင်းစွာနဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကျင်းပခဲ့ကြတဲ့တရုတ်ဆောင်ဟင်းဝေးရန်နဲ့ဆိုပြေသစင်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မှာတော့တရုတ်ဆောင်ဟင်းဝေးရန်နဲ့ဆိုပြေသစင်တို့နေရောက်ဟောင်းနှစ်ဖက်မိဘတွေနဲ့ချစ်ခင်ရတဲ့ဆွေမျိုးတိုင်းဝိုင်းတွေရဲ့ရှေ့မှာမင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကိုခမ်းနားတက်တယ်စွာကျင်းပခဲ့တာပဲဖြစ်ပါတယ် ငယ်စဉ်ဆုံးတဲလေးဟာမင်္ဂလာပွဲ၅ပွဲတိတိကျင်းပဖို့အစီအစဉ်ထားတာဖြစ်ပြီးယခုကျင်းပတဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကတော့သူတို့ရဲ့မင်္ဂလာပွဲလေးတွေကဒုတိယမြောက်ပွဲတွေလည်းဖြစ်ပါတယ်။နှစ်ယောက်တစ်ဘဝထူထောင်မှုအတွက်ရွေးချယ်ခဲ့ကြတဲ့တရုတ်ဆောင်ဟင်းဝန်ရံနဲ့ဆိုပြေသစင်တို့ငယ်စဉ်ဆုံးတဲဟာဒီကနေ့နိုဝင်ဘာလ၁ရက်နေ့2025ခုနှစ်မှာစစ်သူသက်တမ်း6နှစ်နဲ့6လပြည့်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်ဆောင်ဆိုပြေသစင်က 6 years and Christmas anniversary တရက်7လ2025နေ့လေးမှာမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကျင်းပခဲ့ပါတယ်ဘဝတစ်ခုကိုအတူတူတိဆောက်ကြဆို့တော်ဟုဆိုကဆိုပြေကသူမတဲ့ဘဝလုံးစာအတွက်ယုံကြည်စွာနဲ့ရွေးချယ်ခဲ့တဲ့ဟေးဝေယံကိုဘဝတစ်ခုလုံးစာပုံအပ်ခဲ့ကြောင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်ဟေးဝေယံနဲ့ဆွေပြည့်သစင်းတို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးမှာတော့တရုတ်ဆောင်ပိုင်တကွနဲ့မလင်းမြဘူးတို့ကလည်းအသီးသက်တွေတွင်အနေနဲ့အမတ်တရပါဝင်လက်မှတ်ရေးထိုးကူညီပေးခဲ့ကြတာလည်းဖြစ်ပါတယ်ဒီကနေ့မှာအကျဉ်းလေးမရတွေအဖြစ်မင်္ဂလာလက်မှတ်ရေးထိုးပြီးခဲ့ကြပြီဖြစ်တဲ့ငယ်စဉ်ဆုံးတွဲလေးနောက်နှစ်ပေါင်းများစွာတိုင်းရွှေလက်တွဲနိုင်ဖို့အတွက်လည်းပရိသတ်ကြီးကဆုတောင်းပေးခဲ့ကြပါအောင်ရှင်။ဘာမကအတိသက်ကြီးကိုစစ်ကိုပိုင်ကကိုစစ်ကိုပိုင်နဲ့မလင်းမြဖြူတို့ကရော ဒီလိုမျိုးလက်ထပ်ထင်ရတာနဲ့ပတ်သက်ပြီးတော့သူတို့တွေကလို့ဆင်းရင်အိမ်ထောင်ပဲမရှိဘူးလိုလက်တဲ့သူတွေဖြစ်တယ်တူးနဲ့တူးလို့ပြောရအောင်ဟိုကတော့ဘာလို့ဆိုရလဲဖြစ်တယ်ဟုတ်လားဘယ်လိုလဲတော့လက်ကိုဆက်ကြတယ်အဲဟုတ်တယ်